ဘကိုတိုင်းပေါင်းတဲ့မြို့နယ်တွေကဘုဒ္ဓအောင်ချောင်းချောင်းကံပါပြိုကျတာကြောင့်ဒေသခံတွေသွာလာရေးခက်ခဲနေပါတယ်ဒီသတင်းကိုတော့မင်းညို့ကပြပို့ထားပါရရှင်ဘကိုတိုင်းပေါင်းတဲ့မြို့နယ်ပေါက်တန်းအလဲစုကြီးပါဘေးကဖြတ်သန်းစီစဉ်တဲ့ဘုဒ္ဓအောင်ချောင်းမှာပြီးခဲ့တဲ့2016ခုနှစ်ကစပြီးတဖြည်းဖြည်းကံပါပြိုကျလာခဲ့ရာအခုဆိုရင်စိုက်ကယ်ဆက်ပြီးတွေသွားဖို့လမ်းမရှိတော့ပါဘူးဒါကြောင့်ဒေသခံတွေနာရေးတာရေးနဲ့ကျောင်းသားတက်ကြီးရွယ်အိုတွေအတွက် သွာလာရေးခက်ခဲနေကြပါတယ်။ရွာဝင်ရွာတဲ့လမ်းလေးကကျွန်တော်ပျက်စီးနေပါတယ်။ကြိုကျပျက်စီးနေတဲ့အတွက်ကျွန်တော်တို့မမာရေးမကြမ်းရေးရှိမယ်၊လူရေးတိုင်းရေးရှိမယ်။ကျွန်တော်အတုပါချဖို့တောင်မှလမ်းအနေထားကတော်တော်လေးခက်ခဲရင်းရင်းနဲ့ဖြစ်နေတယ်။သွားတယ်လာတဲ့အခါမှာအခုဆိုရင်လူတွေကများသွားပြီးဆိုင်ကယ်တွေနဲ့လည်းတော်ကြမ်းကြရင်တော်ကြမ်းကြရင်လူဆိုရင်အခုဆိုရင်ကျွန်တော်ပြီးသလောက်ဆိုရင်ကျွန်တော်၅00မြောက်ရှိပြီခင်ဗျာဒီနေရာမှာဆိုင်ကယ်နဲ့ပြုတ်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 ကြာတာလေပေါ့အဲ့ဒီအတွက် လက်တလောလူသွားနိုင်မှုဒေသခံတွေစုပြီးယာယီကမ်းမအကာရံတစ်ခုလှုပ်ထားပေမဲ့အဆင်မပြေဘူးလို့ပြောပါရယ်နှစ်ပေါင်း30လောက်တည်းကဒီချောင်းကမကြီးရပါလိလမ်းပဲ့လိုက်ပြန်ပြီးတော့ဆောက်လိုက်ပဲ့လိုက်ဆောက်လိုက်နဲ့ခုလိုနေလာခဲ့တာခုချိန်ထိပါလိခုတစ်ချိန်မှာတော့ဘလုံးမနောက်ကိုဆုတ်လို့လည်းမရတော့လမ်းကူကယာယီလေးဆောက်ပြီးတော့ကျွန်တော်တို့သွားဖို့လာဖို့လုပ်နေတယ်မြည်ဖို့လိုက်တရားပုံစံနဲ့မြည်သားတဝက်တရားကိုလမ်းတရားတဝက်လုတ်ပြီးတော့လူတွေသွားဖို့လုပ်ရတာ အဲ့ဒါတစ်နှစ်လောက်ကြာပြိုးပါသွားပြန်အခုလည်းပဲယာယီကလေးတွေចောင်းသားတွေမကြအောင်ဟလာလာပြီးတော့ရောင်းမှရှိတယ်လူတွေသွားအောင်ဆိုကျွန်တော်ယာယီခုလုံနေတယ်ကျွန်တော်ကလမ်းသစ်လိုချင်တာပြီးခဲ့တဲ့နွေမာလာ15ရက်နေ့ကထွေအုပ်ကျင်းလက်ဦးစီးနဲ့လွှတ်တော်ကိုယ်စားလှယ်တွေထံဒေသခံလူ69ယောက် လက်မှတ်ရေးထိုးပြီးအကြောင်းကြားစာပေးပို့ခဲ့ကြသလိုလွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်လမ်းပြောင်းဖောက်ပေးဖို့အတွက်ချံမြေဝယ်ဖို့စူးစမ်းကြတာလည်းမအောင်မြင်ခဲ့ဘူးလို့ပြောပါတယ်လမ်းသစ်ကမြေမြောင် မပေးနိုင်တဲ့အတွက်ကြောင့်ဆက်ဆက်ရှိနေတယ်ကြောင့်လက်ရှိစကားမပြောရတဲ့နန်းဟောင်းကိုပဲဒီဖူတောင်ကုန်းချောင်းဘက်ကတောင်ပဲကြောက်စီနိုင်အောင်လုပ်ကြမှာဒီဟာဝဲတော့လည်းလုပ်နောက်ကြမှာတဖြည်းဖြည်းဒီချန်ချင်းလေးလေးနှိမ့်လို့ဖြစ်ပြင်းတော့ဒီလမ်းတက်ကိုပေါ်ဒီအိုက်စီလေးလေးပဲတော့လုပ်လို့ရတယ်အဲဘတ်ဂျက်အနေနဲ့တော့ဒီနှစ်ကတော့သွားပုံပါပြီးပြီးသွားပြီးထားထားပြီးသွားတယ်ကြောင့်ဒီကတော့တော်တော်ကိုရဲ့သဘောလားနဲ့ကျွန်တော်တို့ဖြစ်တဲ့ခရိုက်တဲ့ဟိုရွာရဲ့လိုအပ်ချက်ပေါ့အဲ့ပေါ်မှာမပြီးဘူးဆောင်းမပြေလို့ ပေါက်တန်းအလဲစုခြေရွာမှာအင်ဂျီ138လုံးရှိပြီးမကြာခဏကမ်းမပြူကြတဲ့တံကိုခံနေရပါတယ်။အခုကတရွာလုံးအားပြူနေရတဲ့လမ်းကကမ်းမပြူကြတဲ့ထဲကိုပတ်သွားတာကြောင့်အတုပချဖို့ကအစသွားလာရေးခက်ခဲနေတာပါ။ကျွန်တော်မင်းညိုပါခင်ဗျာ။